အားလုံးပဲမင်္ဂလာပါခင်ဗျာပကြီကားတွေကိုခန်းစားတတ်အောင်ကြည့်တတ်အောင်အတွက်ဆရာဦးဝင်းဖိမင်းကြည့်ပြနေခဲ့တဲ့ပကြီကားမျိုးစားတွေတော်တော်များများပြီးခဲ့ပါပြီဒီကနေ့မှာတော့ romanticism လို့ခေါ်တဲ့စိတ်ကူးရင်ဝါဒအကြောင်းပြောပြရင်းနဲ့ပကြီကားတစ်ချက်ကိုကြည့်ရှုခန်းစားကြည့်ကြရအောင်ပါအဲ့ဒီစိတ်ကူးရင်ဝါဒပကြီအကြောင်းပြောရင် သူက ထိတ်ဆုံးကပါရပါလိမ့်မယ် သူ့ရဲ့ပကြီလက်ရာတွေသူတို့ပကြီလက်ရာတွေဟာလူတို့ရဲ့စိတ်ကူးယဉ်မှုကိုတရုတ်ဖော်ရေးဆွဲကြတာပါပဲတကယ်မဟုတ်တဲ့ဖြစ်နိုင်မှုခက်ခဲလာတဲ့မြင်ကွင်းတွေကိုရေးရကြပါလေဒါပေမဲ့တကယ်သဘာဝကြီးကိုတော့အခြေခံထားကြပါလေသဘာဝလေးကတကယ်အနေထားတွေကိုစိတ်ကူးယဉ်ပြီးမြင်နာရင်းနဲ့ပေါင်းဆက်ရေးဆွဲကြလာပါပဲ Romanticism ဟာဖြစ်နိုင်လောက်တဲ့အနေထားနဲ့မြင်ကွင်းမျိုးကိုသာရေးလေ့ရှိကြပါလေ စိတ်ကူးယဉ်ပြီးမြင်လိုက်တာတွေကိုသရုပ်ဖော်လေးရှိကြတယ်။တခါတလေမှာသဘာဝကြီးကိုအတူပုံလူကူးရတာလို့ပဲထင်ရပါလေ။ဒီဒီချာချာကြီးမှသာသူတို့ရဲ့စိတ်ကူးယဉ်မှုကိုမြင်ရရပါလေခင်ဗျာ။သူတို့ရဲ့လက်ရာတွေဟာများသောအားဖြင့်ချီးချဲ့ရနဲ့ပတ်သက်ကြပါလေ။အခုကြည့်ပြမယ်ပကြီးကားဟာလည်းချစ်ချင်းမြတ်တာနဲ့ဆိုင်ပါလေ။ရေးဆွဲသူကတော့ ကက်စပါဒေးဗစ်ဖရီဒစ်ပါထန်ခိုနီယာကနဆယ်လေးခုနှစ်မှာမွေးဖွားခဲ့တဲ့ကက်စပါဒေးဗစ်ဖရီဒစ်ကသူ့မျိုးဆက်ရဲ့အရေးကြီးဆုံးသောဂျမန်ပကြီးဆရာဖြစ်သတ်မှတ်ခံရသူပါဖရီဒစ်ဒစ်ပကြီးကရီကညရဲ့ကောင်းကင်တွင်လက်နက်ခင်းမြူကိုတွင်နဲ့တစ်ပင်ကြောက်တွေတစ်အိုပင်တွေကို ရေးဆွဲလေးရှိတဲ့သူဒါမှမဟုတ်အလွမ်းဆွေးနဲ့ ဒေတာရင်မှုစွန်းစားကန်ပါတဲ့သရုပ်ဖော်တွေကိုရေးလိရှိသူအပြည့်စင်းများပေါ်မှာရှက်ကူးရင်နဲ့လူရုပ်ပုံသဏ္ဍာန်များကို မကြာခဏပုံဖော်လေးရှိသူအဖြစ်သတ်မှတ်ခံရသူပါဖရီဒစ်ဟာသူ့ရဲ့လက်ရရင်းနဲ့အတူသူ့အသက်မွေးဝမ်းကြောင်းအစောပိုင်းကာလမှာကြော်ကြားလာခဲ့ပါလေ။ပြင်သစ်ပပုဆရာ ဒေးဗစ်ဂျီအန်ကာကဲတို့ခစ်ပြိုင်တွေကသူ့ရဲ့လက်ရာတွေကိုကြည်နူးစရာရှုခင်းထဲမှာကြည်ကွဲစရာများကိုရှာဖွေတွေ့ရှိခဲ့သူလို့ပြောဆိုခဲ့ကြပါလေ။အခုသူရေးသားထားတဲ့ပကြီကားတွေကနေပကြီကားတစ်ချက်ကို ကြည့်ရှုခန်းစားကြရအောင်ပါ။ပကြီကားရဲ့မြင်ကွင်းဟာပင်လယ်ကမ်းခြေရာကုန်းမြင့်ကြီးတစ်ခုပေါ်မှာပါ။ ဒီနေရာကဂျာမနီနိုင်ငံမှာတကယ်ရှိတဲ့နေရာပါ ပကြီကားမြီကို ချက်ကလစ်ဖွန်ရီဂန်လို့ပီတာပီ1818ခုနှစ်မှာစီစည်းနဲ့ရေးဆွဲထားခဲ့ပါတယ်ဂျာမနီနိုင်ငံရီဂန်ရဟာကြောက်ဖြူတောင်ငမ်းမထက်ကနေရာတစ်ခုပုံပါ credit ရဲ့ပကြီကားများစွာတွေကနေဒီနေ့ကြည့်ပြမယ်ပကြီကားနာမည်က Regan မှာရှိတဲ့မြေပြူခဲကြောက်ခံပါဒါမှမဟုတ် Chocolate from Regan လို့အမည်ရတဲ့ပကြီကားကိုဆရာဦးဝင်းဖေမင်းနဲ့အတူခန်းစားကြည့်ကြရအောင်ပါခင်ဗျာပကြီကားရဲ့မြင်ကွင်းဟာပင်လယ်ကမ်းခြေကကုန်းမြင်ကြီးတစ်ခုပေါ်မှာပါဂျီနီယာကဂျာမနီနိုင်ငံမှာတကယ်ရှိတဲ့နေရာပါ chocolate from Regan နဲ့အမည်ရှိတဲ့ပကြီကားကို1878ခုနှစ်မှာစီစဉ်နဲ့ရေးဆွဲထားခဲ့ပါတယ်။ဂျာမနီနိုင်ငံ Regan အရက်ကကြောက်ဖြူတောင်ငံမှာနေရာတစ်ခုပုံပါပဲ။နောက်ခံပင်လေပြပြကြီးရဲ့ရှိကထုံးကြောက်ကမ်းမနေရင်ဖြူဖြူတွေဟာအလွန်ကိုလှပနေပါလေ။ကမ်းမထိတ်မှာတစ်ပင်ချိုရှိတယ်။မြက်ခင်း66တွေလည်းရှိတယ်။လူ3ယောက်ကိုလည်းညင်ရမှာပါ။မိမတစ်ယောက် ယောက်ျားနှစ်ယောက်ပါပဲယောက်ျားတစ်ယောက်ကညာဘက်ကတပင်ကိုမိပြီးအဝေးကို ကြည့်နေတယ်။နောက်ယောက်ျားတစ်ယောက်ကတော့မျက်ခင်းထဲမှာ ကုန်းကုန်းကွက်ကွက်နဲ့တစုံတစ်ခုကိုရှာဖွေနေတယ်လို့ပါပဲ။ပကြီကားထဲမှာပါတဲ့အနီရန်ဝတ်ထားတဲ့မိန်းမကလက်ညှိုးညွန်နေတာကိုမြင်ရမှာပါ။တခုခုလှုပ်ခိုင်းနေတဲ့ပုံပါပဲ။ကျောက်ကမကြီးဟာ ပင်လယ်စီကိုခတ်ဆောက်ဆောက်နှိမ်ဆင်းသွားပါလေ။အောက်ကပင်လယ်ပြင်ကြီးကလည်းနှစ်ဆိုင်ကျပြန့်ပြီးဝေးလွင့်နေတဲ့အောင်ရည်သားထားပါလေ။ဒီလယ်မှာအလွန်သေးလာတဲ့လှေကလေးနှစင်းကိုခါဝါဝါမြင်တွေ့ရပါလေ။အလွန်သေးလာတဲ့လေနှစင်းကိုကြည့်ပြီး ဒီကမထိတ်ကြီးဟာအလွန်မြင့်တဲ့နေရာတစ်ခုလို့ခံစားမိမှာပါ။ကြည်ရင်ကြည်ရင်နဲ့ အောက်ကများပြုတ်ကျသွားလိုက်ရင်ဆိုတဲ့စိတ်နဲ့တထိတ်ထိတ်ဖြစ်ပေါ်လာတဲ့စိတ်ကိုခံစားမိစေပါလေ။ကာမကြီးကို နှက်ဆိုင်နေစင်သွားအောင်ပင်လယ်ပြင်ကြီးကိုအေးမြဝေးလွင်သွားအောင်ကြောက်ဖြူတောင်ကြီးကို ဖြူဖွေးလှပတင်နေသွားအောင်ပကြီးဆရာက သူတတ်တဲ့ပညာရည်နဲ့ပြည့်ရဲ့တုံးကဖန်ကြီးရေးဆွဲထားပါလေ။တည်တည်ချာချာကြည့်ရင်တစ်ပင်တင်ကိုင်းများနဲ့ဘေးညာနေစင်နေတဲ့ကာမကြီးဟာအသေးနှလုံးပုံဖြစ်နေတာကို န်းစားမိမှာပါချစ်ချင်းမြတ်တာနဲ့ဆိုင်တဲ့မြင်ကွင်းလို့ညွန့်ထတာဖြစ်ပုံရပါလေအင်ဂျီနီနဲ့မိမကပကြီးဆရာရဲ့မိမလို့ယူဆရပါလိမ့်မယ်ယောက်ျားနှစ်ယောက်လုံးကတော့ပကြီးဆရာကိုယ်တိုင်ပါပဲခင်ဗျာပကြီးဆရာကသူ့ရဲ့စိတ်ဆန္ဒနှစ်ခုဖြစ်ဖြစ်နေပုံကိုပကြီးကားနဲ့ပုံဖော်ထားတာပါတစ်ခုကမိမဖြစ်သူနဲ့ချစ်ချင်နူပြီးမိမရဲ့အလိုဆန္ဒတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းလို့အလေလူကို ရေးသားထားတာလို့ယူဆမိပါတယ်။နောက်တစ်ခုကတော့တဘာဝရဲ့အလှပတွေကိုငေးမောပြီးစိတ်ကူးရင်အမှုပညာဇန်တွေကိုဝင်စားနေခြင်းလို့တစ်ပင်ကိုမိတဲ့လူဖြစ်ရေးသားထားတာပါခင်ဗျာ။ဒီလောက်ဆိုပကြီကားကိုကြည့်ပြီးပကြီဆရာရဲ့ဆိုလိုရင်းကိုသဘောပေါက်နိုင်မယ်လို့ယူဆမိပါတယ်။ပကြီကားကိုကြည့်ရင်ကြည်နူးစွာပြုံးမိနေပြီထင်ပါရဲ့ခင်ဗျာ။ ဒါကတော့ရှာကြီးဦးဝင်းဖိမင်းကသူ့အမြင်သူ့ရှုထောင့်နဲ့သူ့တတ်တဲ့ပညာရည်နဲ့ပကြီကားတစ်ချက်ကိုခံစားကြည့်ပြီးတဲ့မြင်ကွင်းမျိုးပါခင်ဗျာမိတ်ဆွေနေနေလဲမိတ်ဆွေမြင်တယ်လို့မိတ်ဆွေစိတ်ထဲမှာရှိတယ်လို့ခံစားရတယ်လို့ပကြီကားတစ်ချက်ကိုခံစားကြည့်လို့ရနိုင်ပါလေကျွန်တော်တင်ဆက်ပေးရတဲ့ယူရချက်ကတော့မိတ်ဆွေတို့ပကြီကားတစ်ချက်ကိုမြင်တဲ့အခါပကြီကားကိုဘလို့ချင်းကခံစားနိုင်မလဲဆိုတဲ့နီလန်လေးရရှိသွားနိုင်မှုပါပဲ နောက်ပတ်များမှာလေတခြားသောနာမည်ကြီးလာတဲ့ပကြီးကားတချို့ကိုဆရာဦးဝင်းဖေမြင့်ကြည့်ပြတာလေးတင်ဆက်ပေးပါအောင်မယ်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေဗီဒီယိုလေးကိုအဆုံးထိ ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာ ပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကိုအပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် Artist Artistry Channel လေးကို Subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ